င်္ဂလာပါဗျ The Analyst Perspective Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့100 days on landing SQL ရဲ့ day system မှာ SQL alias တွေအကြောင်းကိုပြောကြပါမယ် alias ဆိုတာကတော့ကျွန်တော်တို့လူအနေနဲ့ပြောရရင်တော့အင်ခေါ်နာမည်ပေါ့ဗျာရှေ့မှာတော့နာမည်တွေ၄လုံး၅လုံးတိမ်လွှာမိုးထက်ထော်နေပါတယ်အများကြီးလမ်းပြန်နေအောင်မှဲ့ထားပေမဲ့အိမ်နာမည်အနေနဲ့တော့တို့တို့တို့ကျူကျူတို့ထက်ထက်တို့ခေါ်သလိုမျိုး ကျွန်တော်တို့ရဲ့စီကွေမှာ table နာမည်တွေ column နာမည်တွေကိုအရန်ရှုပ်တွေးလာတဲ့အခါသူတို့နာမည်ပြောင်းပြီးတော့အဲ့နာမည်နည်းနည်းပေးပြီးခေါ်တာမျိုးဖြစ်ပါတယ်ဒီ feature ကပေါ့နော်ဘလို့နေရာမှာအသုံးဝင်တယ်လဲဆိုတော့ကျွန်တော်တို့ရဲ့ table တွေတစ်ခုနဲ့တစ်ခု join နေခါကြရင် table တစ်ခုက column နဲ့နောက် table တစ်ခုက column ကို reference ပေးရပါဒီကကျွန်တော်တို့ရဲ့ table နာမည်ပြအရှိကြီးတွေဖြစ်နေတဲ့ခါကြရင်စာရီအများကြီးရိုက်နေရတယ်ပြီးတော့ developer တွေနည်းနည်းပြန်ဖတ်တဲ့အခါမှာလေးရှုပ်တွေးနိုင်ပါတယ် ဒီလိုမျိုးမရှုပ်သေးရအောင်သဆိုင်ရာတရနာမည်တွေကောလံနာမည်တွေကို alias ပြောင်းပြီးတော့နာမည်တိုလေးတွေအနေနဲ့ပို့ပြီးတော့မြန်မြန်ဆန်ဆန်နဲ့တူ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  reference လုပ်လို့ရတဲ့နာမည်လေးတွေအနေနဲ့ပေးပြီးတော့သုံးလို့ရပါတယ်ကျွန်တော်တို့ဒီမှာဥပမာအနေနဲ့ပေါ့ဗျာ select operating system from dim brother ဆိုပြီးတော့ run လို့ရတယ်ဆိုတော့ဒီ query ကို run လိုက်ရင် operating system ဆိုတဲ့ column နာမည်နဲ့သူ့ရဲ့စာရင်းထွက်လာမယ်ဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒါကိုအလိုကြီးအရှိအီမရေးချင်ဘူး operating system လို့မခေါ်ချင်ဘဲနဲ့ OS လို့ပဲခေါ်ချင်တယ်လို့နာမည်ပြောင်းချင်နေဆိုရင်ဒီ column နာမည်ရဲ့ base မှာ ASS ဆိုတဲ့စာသားလေးထည့်ပြီးတော့ကိုပေးချင်တဲ့နာမည်ကိုပေးလိုက်လို့ရပါတယ်ကဲဒါလေး run ကြည့်အောင်ဒီလို run လိုက်တဲ့အခါကျတော့ကျွန်တော်တို့ query result က OS ဆိုတဲ့ခေါင်းစဉ်နဲ့တဆိုင်ရ operating system တွေရဲ့စာရင်းကိုထုတ်ပေးတယ်ဆိုတော့ဒါက column တွေကို alias ပြောင်းတာ ဆိုတော့ဒီမှာကျွန်တော်တို့ကဒီလို OS လို့နှလုံးမင်းပေးတာဖြစ်တဲ့အတွက်ဂျားထဲမှာ space လည်းမပါတော့ဒီလိုမျိုးတန်းရေးလို့ရတယ်။ဒါပေမဲ့ဒီ column နာမည်ကိုနည်းနည်းပို့ပြီးတော့ descriptive ဖြစ်ခြင်းနဲ့ပို့ပြီးတော့ရှင်းရှင်းလင်းလင်းဖြစ်ခြင်းနဲ့နာမည်ရလည်းဒီလိုမျိုးနှလုံးနဲ့နဲ့မရတော့ဘူး။ရှေ့လဲရှေ့လာမယ် space ကြီးလဲပါလာမယ်ဆိုရင်တော့ဒီလိုတန်းရေးလို့မရပါဘူး။ ိုတော့ကျွန်တော်ဥပမာပြပါမယ် list of os ဆိုပြီးတော့ကျွန်တော်တို့ဒီလိုမျိုးပေးခြင်းနဲ့ထားပါတော့ဒီလိုမျိုးပေးခြင်းနဲ့ဆိုရင်ဒီလိုရေးပြီးတော့ run လိုက်ရင် sql က error တက်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အလဲမှာ space တွေပါလိုက်သူကမဖတ်တတ်တော့ဆိုတော့ဒီလို space ပါတဲ့ alias တွေပေးခြင်းနဲ့ဆိုရင်တော့ဒီတိုင်းတန်းရေးလို့မရပါဘူးကျွန်တော်တို့ရှေ့မှာ double quote လေးနဲ့အနောက်က double quote လေးနဲ့ပိတ်ပြီးတော့မှပေးရပါတယ်ကဲဒီလိုပိတ်ပြီးတော့ပေးမယ်ဆိုရင်တော့ကိုယ့်ရဲ့ data ကို list of os ဆိုရဲကိုပေးလိုက်တဲ့အိမ်နာမည်ခေါင်းစဉ်နဲ့ alias ခေါင်းစဉ်နဲ့စာရင်းထွက်လာမှာဖြစ်ပါတယ် ဒါကတော့ဒီ column တွေကို alias ပြောင်းပြီးတော့နာမည်ပေးတာဖြစ်တယ်။ဒါပေမဲ့ဒီနေရာမှာပြောစရာရှိတာလေးတစ်ခုကသူ့ကိုနာမည်ပြောင်းခြင်းနဲ့နာမည်ရှိရ S ဆိုတဲ့စကားလုံးကဟိုမြင်သာအောင်ထည့်ပေးတာပေါ့နော်။ကျွန်တော်တို့စသုံးသုံးခြင်းမှာတော့ S လေးထည့်သုံးလို့ရတယ်။နောက်ပိုင်း SQL ရေးတာကျွမ်းကျင်လာတဲ့အခါ alias ပေးတဲ့ S ကထည့်မသုံးလည်းရတယ်။ ဒါကိုဖျောက်ပြီးတော့တခါလေကိုပေးချင်တဲ့ call လံကိုအနောက်ကနေ call လံနံပါတ်လေးကပ်ပေးလိုက်တာနဲ့ SQL ကနားလည်ပါတယ်ပေးထားတဲ့နံပါတ်နဲ့ထုတ်ပေးမှဖြစ်တယ်ဒါကတော့ call လံတွေကို alias ပေးတာ table တွေကိုလည်းကျွန်တော်တို့ကနံပါတ်ပေးလို့ရပါတယ်ဥပမာအားဖြင့် select for from first say လို့ထားတယ်ဒါပေမဲ့ကျွန်တော်တို့အဲ့ဒီ first say ဆိုတဲ့ table နံပါတ်ကိုမလိုချင်ဘူးကျွန်တော်တို့က first say ကို f လို့ပဲခေါ်ပါလို့ပေးခြင်းလည်းပေးလို့ရပါတယ်။လို့ပေးပြီးတော့ run လိုက်မယ်ဆိုရင်လည်းဒါ first say ဆိုတဲ့ data တွေက data တွေအကုန်လုံးထွက်လာမှဖြစ်ပါတယ်။ တော့ဒီမှာတခုမေးစရာရှိတာကတေဘယ်နာမည်ကြီးရှိပြီးသားကိုဘာလို့နာမည်ထပ်ပြောင်းပြီးတော့နောက်ထပ်ကောင်းတဲ့ကိုနောက်ထပ်မှတ်စရာတခုထပ်ထည့်มาလဲပေါ့เนาะအဲ့ဒီအတွက်ကကျွန်တော်နောက်နေ့ join နေတဲ့ခါကျရင်မြင်သာပါလိမ့်မယ်ကျွန်တော်တို့တေဘယ်တွေတခုနဲ့တခုများပြားလာတဲ့ခါဥမာ fat ကတမျိုး ပြီးတော့ dim product ကတမျိုး ကဲဒီလိုမျိုး table တွေနှစ်ခုသုံးခုကိုတွဲဆက်ပြီးလုပ်လုပ်တဲ့အခါကျရင်ဒီသူတို့ရဲ့ table နံပါတ်တွေကိုတစ်ခေါက်ပြီးတစ်ခေါက်ပြန်ရိုက်နေရတာကအချိန်ကြာပါတယ်ဒါကြောင့်မလို့ဒီလိုမျိုးနံပါတ်တိုးောက်လေးတွေပေးရဖြစ်တယ်တကယ်လုပ်ငန်းခွင်ထဲမှာဆိုရင်လည်းပဲ table နံပါတ်ကဒီလိုမျိုးတစ်ကြောင်းနည်းနဲ့မပြီးဘူးတစ်လုံးနည်းနဲ့မပြီးဘူးပေါ့နော်ဘာလို့လဲဆိုတော့ table တွေကိုသူတို့က data structure ထဲမှာတက်ဆိုင်ရာ folder တွေ folder တွေခွဲပြီးထည့်ထားတာဖြစ်တဲ့အတွက်ဥပမာ fact sales ဆိုရင်ကျွန်တော်တို့က sales ထည့်ထားပါတော့ sales department ရဲ့အောက်က marketing data အဲ့ဒီ folder ထဲကမှ fat c ဆိုတာမျိုးလာတတ်ပါတယ်။ဒါဒီလိုမျိုးနာမည်ကြီးတစ်ခုလုံးကိုမှ table နာမည်လို့သတ်မှတ်တာဖြစ်တယ်။ဆိုတော့ဒီလိုမျိုးနာမည်အရှိကြီးတွေကိုပြန်ပြန်ပြီးရိုက်နေမယ့်အစားသူတို့ကို s ဆိုပြီးတော့ f လို့နာမည်လေးတစ်လုံးပဲပေးလိုက်တယ်ဆိုရင်ကုတ်ထဲမှာရေးရတာပို့ပြီးတော့လဲကူသွားမှာဖြစ်ပါတယ်။ဒီနေ့တော့တော့ဒီလောက်ပါပဲ။ကျေးဇူးပါ။နောက် post မှာတွေ့ရအောင်။